လူမျိုးသူတွေအပေါ်ဝင်စစ်ကောင်စီရဲ့ထောင်သွင်းအကျဉ်းချခံထားရတဲ့နိုင်ငံရေးကျင်းသားတွေကိုအကူအညီပေးနိုင်ဖို့ကြိုးပမ်းနေစေအဆင့်သာရှိနေတယ်လို့နိုင်ငံတွေကိုအကူအညီပေးရေးအဖွဲ့တွေကပြောပါတယ်။လက်ရှိအကူအညီပေးနိုင်မှုအခြေအနေကရာခိုင်နှုန်းအလွန်နည်းနေသေးပြီးဒဇိတပိုင်းလောက်ပဲအကူအညီပေးနိုင်တာဖြစ်တယ်လို့နိုင်ငံရေးကျင်းသားဟောင်းတွေကလည်းဆိုပါတယ်။ Federal Democracy အစိုးရတရက်ကပဲနိုင်ငံအားလုံးကိုလုံလုံလောက်လောက်အကူအညီပေးနိုင်လိမ့်မယ်လို့နိုင်ငံရေးကျင်းသားဟောင်းများအဖွဲ့ဦးဆောင်ကော်မတီဝင်ဦးထွန်းကြီးကပြောပါတယ်။ 2021နောက်ပိုင်းပေါ့နော်လွတ်လာတဲ့သူတွေ2021အရှိအလိုက်ကျင်းနေလေအများကြီးရှိသေးရှိနေသေးတယ်ပေါ့နော်အဲဒါဗီမဲ့ဒစိတ်ဒေသပေါ့နော်ဒစိတ်ဒစိတ်ဒစိတ်ဒီပိုင်းလောက်ပဲအဲဒါအဲဒါကုညီနိုင်သေးတယ်ပေါ့အားတကယ်တော့အားမရဘူးညနော်အဒီအင်းနဲ့အားနဲ့ဒုနဲ့တင်နဲ့ကုညီကျင်တာပေါ့နော်စိတ်ပိုင်းဆိုင်ရာအယုတ်ပိုင်းဆိုင်ရာလူမှုရေးရာအဲဒါကိစ္စတွေပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်လို့ကစာဝင်နေရေးမှသိပေါ့နော် ဒါအစိုးရတရားခံပေါ့နော်ချင်းချင်းပြန့်ပြန့်ပေါ့နော်အဲဒါဒါကလည်းကုညီရမယ့်ကိစ္စတွေပေါ့နော်သို့တော်ညာလဲတကယ်တကယ်အားလုံးကိုလွှမ်းခြုံနိုင်မှုဆိုတာကတော့ဖက်ဒရယ်ဒီမိုစီပေါ့နော်အစိုးရတရားပေါ့ပေါ့လာမှာပဲဒီအပြည့်အဝနော်အဲဒါလည်းလုံလုံလောက်လောက်ပေါ့နော်အဲလုံလုံလောက်လောက်ကုညီနိုင်မယ့်လို့တော့ညင်ပါလေ လက်တော်အချင်းအောင်ထဲမှာရှိနေသူတချို့ကိုပဲကူညီပေးနိုင်သေးပြီးပြန်လည်လွတ်မြောက်လာသူတွေကိုကူညီပေးနိုင်ဖို့လက်ရှိအချိန်ထိအခက်အခဲရှိနေသေးတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံအကြီးအကဲများကွန်ရက် PPNM ရဲ့တာဝန်ရှိသူတဦးဖြစ်တဲ့မယောင်နီလင်းကပြောပါဗျာ။ဒီကျွန်တော်တို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံအကြီးအကဲများကွန်ရက်ကတော့ပေါ့နော်။အဲကျွန်တော်တို့ရဲ့ဒီဗန်နာကြီးအခက်အခဲအရာ ိုင်ငံရေးလွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုတော့ကူညီနိုင်တာမျိုးမရှိသေးပါဘူးကျွန်တော်တို့ဆက်လက်စူးစမ်းနေတော့မယ်ဖြစ်ပါသေးတယ်ပေါ့နော်အထက်မှာရှိတဲ့နိုင်ငံရေးအကျဉ်းသားတွေအတွက်ကိုအဓိကထားပြီးတော့လှုံ့ဆော်ပေးနေရပါတယ်ဒါကလည်းကျွန်တော်တို့တဖြည်းဖြည်းနဲ့ခက်ခဲလာကြတဲ့ပြည်သူတွေရောပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်ရောကြောက်မလို့ပါအဲ့ဒီတော့ကျွန်တော်တို့အဲအခုကျွန်တော်တို့အဖွဲ့အစည်းနေကကြတော့ဒီမတဲဟက်ကိုဆွေးနွေးတဲ့စကောင်းဝိုင်းကနေမှစပြီးတော့တော့ တူချင်းစီမှာအချိန်ဤမတူကြတာတွေတော့ရှိတယ်ပေါ့နော်အဲမတူကြတာတွေကိုအဲမတူညီတဲ့အချိန်ဤအလိုက်တော့အဲဆူနီဝိုင်းလေးတွေလောက်သွားမယ်ဟိုလိုအပ်တဲ့သူတွေဆိုလို့ရှိရင်လည်းကောင်ဆယ်လင်းအထိပါလုပ်ပေးဖို့တော့ရှိပါတယ်အဲဒါကတော့ကျွန်တော်တို့ဟိုအဲစပြီးတော့ပေါ့နော်ပြုလုပ်မဲ့အဲအရာပဲဖြစ်ပါတယ်ပေါ့နော်ဌာနတစ်ခုဖြစ်ကိုအဲလောက်သွားမယ် ဒါပြင်နိုင်ငံတကာကနိုင်ငံရေးအကျဉ်းသားတွေကိုငွေကြေးနဲ့စေဝါအပါအဝင်အကူအညီထောက်ပံ့မှုတွေရှိပေမဲ့လိုအပ်ချက်တွေရှိနေစေဖြစ်တယ်လို့နိုင်ငံဟောင်းတွေကထောက်ပြပြောဆိုကြပါတယ်။ပြည်내လွတ်မြောက်လာသူတချို့ဟာလည်းစစ်ကောင်စီရန်ကြောင်လွတ်မြောက်နေမိတွေနဲ့အင်းနီချင်းထိုင်းနယ်စပ်မြို့တွေစီထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။ ဒါပြင်ထောင်တွင်းမှာလည်းနိုင်ငံရေးကျင်းသားတွေဟာအကျဉ်းသားအခွင့်အရေးအလုံးစုံ ဆုံးရှုံးနေရပြီးအသက်မဆုံးရှုံးသင့်ပဲတည်ဆုံနေကြရတယ်လို့နိုင်ငံရေးကူညီပေးနေသူတွေကပြောပါတယ်နိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPP ရဲ့စည်ရင်းတွေအရစစ်တပ်အာဏာသိမ်းခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလကနေ2025ခုနှစ်ဇွန်လ29ရက်နေ့ထိမတရားဖမ်းဆီးခံရသူ3000ဝန်းကျင်ရှိပြီး2200နီးပါးထိန်းသိမ်းခံရဆဲဖြစ်ပါတယ်။ ဲ့ဒီတဲကအတောင်းတထောင်နီးပါထောင်ချခံထားရပြီး9000ကျော်ကတော့ပြန်လည်လွတ်မြောက်ပြီးဖြစ်ပါတယ်